1998ခုနှစ်ထိုင်ဝမ်ရဲ့သဘာဝလွန်ဖြစ်ရပ်တွေကိုတင်ဆက်ပေးနေတဲ့နာမည်ကြီးရှိုးတစ်ခုကနေဖွင့်ချလိုက်တဲ့ဗီဒီယိုဖိုင်တစ်ခုဟာထိုင်ဝမ်တနိုင်ငံလုံးကိုလုံးလုံးခက်ခက်ဖြစ်သွားစေခဲ့တယ်။ဒီဗီဒီယိုဟာရုပ်တရက်ကြည့်ရင်တော့တာမန်ပျော်ပွဲစားခီးတစ်ခုကိုရိုက်ကူးထားအောင်လုပ်ပါပဲ။1998ခုနှစ်မတ်လ10ရက်နေ့မှာပွာမီသားစုတစုလုံးဟာတိုင်ကျုံမြို့တာခန်းဟိုက်ကင်ထရီလို့ခေါ်တဲ့တောင်တက်ပန်းဖြေခီးတစ်ခုကိုထွက်ခဲ့ကြတယ်။ ခီးစဉ်တစ်ခုလုံးမှာတာမန်ထပ်ပို့ပြီးထူးကြတာတခုမှတော့မရှိခဲ့ပါဘူးပုံမှန်တိုင်းပဲသူတို့ဟာပျော်ခဲ့ကြတယ်စားနောက်ရီမောခဲ့ကြတယ်ကွန်မီတာစုဟာသူတို့ရဲ့ခီးစဉ်လေးကို V8 ကင်မရာလေးနဲ့မှတ်တမ်းတင်ထားခဲ့ကြပါတယ်အဖြစ်ပြက်တွေကတော့ခီးစဉ်အပြီးတပတ်အကြာမှာစဖြစ်လာခဲ့တာပါမိသားစုဝင်တဲ့အမျိုးသားကြီးတူကအကြောင်းရင်းနဲ့ကောက်ခံရင်းသားကြီးတည်ဆုံသွားခဲ့ရတယ်။ထူးဆန်းတယ်လို့တော့မထင်ခဲ့ကြပါနဲ့။ဟောမိသားစုကအတူပအိမ်မှာစူဝေးပြီ ရုတ်တရက်ဆန်လွန်းလာတော့မဖြေနိုင်ခဲ့ကြပါဘူး။ဒါနဲ့ပူဆွေးမှုကိုဖြေပြောင်းတဲ့အနေနဲ့သူတို့နောက်ဆုံးခီးထွက်ခဲ့ကြတဲ့ဗီဒီယိုမိသားစုတစုလုံးစုဝေးပြီးတော့ကြည့်ရှုနေခဲ့ကြတယ်။အဲ့ဒီမှာထူးခြားမှုတစ်ခုကိုသွားမြင်လိုက်ရပါတယ်။တောင်စင်းလန်းတနီယာလူတွေအားလုံးဆင်းလာတဲ့နောက်ဖက်မှာတော့ဒဇုံတရာဟာလိုက်ပါလာခဲ့တယ်။ကင်မရာရိုက်နေတဲ့သူပါဝင်ဝါမိသားစုဝင်အားလုံးဟာအဲ့ဒီနောက်ကပါလာတဲ့သူကိုလုံးဝမသိခဲ့ပါဘူး။ ခီးစင်မှာလည်းမမြင်မိသလိုတခြားတောင်တက်အဖွဲ့တွေတခြားမိသားစုတွေနဲ့လည်းမစုံခဲ့ရတာလုံးဝသေချာနေခဲ့ပါတယ်ဗီဒီယိုထဲကအနီရောင်ဝတ်စုံတဲ့ကလေးငယ်ဟာကြည်လီကြည်လီထူးခြားလီဖြစ်လာခဲ့တယ်တခြားခီးတဲ့တယောက်များလားလို့ဘလို့ပဲတွေးကြည့်နေနေဒီရွယ်ကလေးတယောက်ဟာတော်တဲ့တောင်ထဲမှာတယောက်တည်းရောက်နေစရာအကြောင်းရင်းကိုမရှိခဲ့ပါဘူးပြီးတော့ဒီကလေးကိုအပြင်မှာလည်းတယောက်မှမမြင်မိလိုက်ကြဘူးပိုပြီးထူးဆန်းတာကလေးရဲ့ဖြူဆုပ်နေတဲ့အသားကြီး ဟောက်ပတ်ဖြစ်နေတဲ့မျက်လုံးအိမ်နဲ့ပုံတံဝေဝါနေတဲ့မျက်နှာပုံစံကကြည်လီကြည်လီကြောက်စရာကောင်းနေခဲ့ပါတယ်။ဗီဒီယိုနောက်ပိုင်းထဲမှာပို့ထူးဆန်းတာတခုကိုမြင်ခဲ့ရပြန်ပါတယ်။ဤသားစုဝင်တဲ့ကတယောက်ရဲ့မျက်နှာထူးခြားစွာနဲ့အစွဲဒီပါဇက်ကထွက်နေတယ်လို့ပုံစံကိုရိုက်ကူးမိထားကြတယ်။အဲ့ဒီမျက်နှာပုံစံကထိုင်ဝမ်ရှေးတန်နာကြီးတွေမှာပုံဖော်တဲ့နတ်ဆိုးရဲ့ပုံစံနဲ့အရန်တူနေခဲ့ပါတယ်။ပိုက်ဆိုင်မှုကြီးကတော့ ဲ့ဒီမိသားစုဝင်ဟာအခုတည်ဆုံသွားခဲ့တဲ့သူပဲဖြစ်နေပါတယ်။ဗီဒီယိုရဲ့နောက်ပိုင်းမှာတော့ဒီလူကြီးရဲ့မျက်နှာပုံမှန်ပဲပြန်ဖြစ်နေခဲ့တယ်။ဒီခြောက်ချားစရာဗီဒီယိုဖိုင်နဲ့အိုက်ဆိုင်မှုတွေကိုဟွာမိသားစုဝင်တယောက်ဟာနာမည်ကြီးရုပ်သံအစီအစဉ်မှာ တင်ဆက်ဖို့အတွေးရခဲ့ပြီးတော့ဗီဒီယိုဖိုင်ကိုလည်းပေးလိုက်ပါတယ်။ကိစ္စတွေကဒီလောက်နဲ့ရပ်မသွားခဲ့ဘူး။ဟွာမိသားစုရဲ့ဖြစ်ရပ်ဟာလူစိတ်ဝင်စားမှုရမှာတေချာပဲဆိုတော့ရုပ်သံအစီအစဉ်ဘက်ကလည်းအញ្ញံဆုံးတင်ဆက်ဖို့လောကြီးနေခဲ့ကြတယ်။ ဒါကြောင့်ဗီဒီယိုအက်ဒီတာတင်ဆက်မှုအတွက်နေမနာညမအားတီးဖြတ်ခဲ့ပါတယ်။ညနေကြီးမှာအလုတ်စောနဲ့တီးဖြတ်နေရပေမဲ့တဘာဝလုံးကိစ္စတွေတင်ဆက်တဲ့ရုပ်တံလိုင်းဆိုတော့ရုပ်တံတီးဖြတ်သူဟာဒီလိုဗီဒီယိုတွေနဲ့အရန်ကိုအသားကျနေခဲ့ပြီးသားပါ။ဒါပေမဲ့ဒီလိုရိုးရှင်းတဲ့ဗီဒီယိုဖိုင်လေးမှာအနီရောင်ကောင်မလေးစပြီးပါလာတဲ့အချိန်မှာတော့ထူးခြားမှုတွေစတင်လာခဲ့တယ်။အခန်းထဲကလေတုကအေးဆက်လာပြီးစက်သိမ်းထားတယ်လို့ဖြစ်လာပြီးတော့စိတ်တွေခြောက်ခြားလာတဲ့ဗီဒီယိုအက်ဒီတာဟာ အခန်းကြီးတွေကိုထဖွင့်ပြလိုက်တယ်။လင်းသွားတာပဲရှိပေမဲ့တယောက်ယောက်ကရက်ကြည့်နေတယ်လို့ခန်းစားချက်ကတော့ပြောင်းမသွားခဲ့ပါဘူး။သူ့ရဲ့ကွန်ပျူတာစကရင်ဘက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာသူရက်ထားတဲ့ဗီဒီယိုနေရာမှာမဟုတ်ပဲစကရင်ပေါ်မှာ အနီရောင်ကောင်မလေးရဲ့မျက်နှာအပြည့်ကြီးပေါ်နေပါတယ်။ဖြူဆုပ်ပြီးမျက်လုံးဟောက်ပတ်မဲမဲကြီးနဲ့ပုံစံကရုပ်တံတိဖြတ်သူကိုတွေးပြတ်သွားစေခဲ့တယ်။ဒါနဲ့သူဟာချက်ချင်းအိမ်ကိုပြန်ပြေးသွားခဲ့ပြီးအိတ်ချလိုက်ပေမဲ့ခိတ်လန့်တယ်လို့ခန်းစားချက်နဲ့ အာယုံမတက်ခင်မှာနိုးလာခဲ့တယ်။သူနိုးလာတဲ့အချိန်မှာတယောက်ယောက်ကသူ့ကိုကြည့်နေသလိုခံစားမိလိုက်လို့မျက်လုံးလေးကိုဆွေကြည့်လိုက်တယ်။ဘေးကစပွဲပေါ်မှာတော့အနီယာဝတ်စုံတဲ့ကောင်မလေးကမျက်လုံးဟောက်ပတ်နဲ့သူ့ကိုငုတ်တုတ်ကြီးထိုင်ကြည့်နေခဲ့တယ်လို့သူကအသေးချာမြင်ခဲ့တဲ့အကြောင်းပြန်ပြောပြခဲ့ပါတယ်။ဒီဖြစ်ရပြီးတော့အလုထွက်သွားတဲ့အယ်ဒီတာကြောင့်အစီအစဉ်ဟာမှန်းတားတာတဲ့နောက်ကျပြီးမှပဲတင်ဆက်ခွင့်ရလိုက်ပါတယ်။ ရှိုးတင်ဆက်သူတွေခံမှန်းထားကြသလိုပဲနိုင်ငံတော်ဝန်လုံးအုပ်အုပ်ကျက်ကျက်ဖြစ်ခဲ့ရပြီးဗီဒီယိုဖိုင်ကိုယုံတဲ့သူတွေရောမယုံတဲ့သူတွေရောရှိခဲ့ကြတယ်ကြည့်ရှုသူတွေကလူသုံးဦးကစက်တွယ်လာခဲ့ပြီအဲ့ဒီအမီရောင်ကောင်မလေးကိုသူတို့အိမ်မှာမြင်လိုက်ပါတယ်လို့ပြောလာခဲ့ကြတယ်အဲ့ဒီစက်တွယ်လာတဲ့သုံးဦးတွေကတဦးကတော့ဖင်းထန်တဲ့ယောဂါတစ်ခုဖြစ်ပွားကုသခဲ့ရပြီးနောက်တဦးကတော့ကားအက်ဆီဒင့်ဖြစ်ခဲ့တယ်ကျန်တဲ့တဦးကတော့အဆက်အသွယ်ဆက်ပြီးတော့မရရှိခဲ့ပါဘူးဒီဖြစ်ရက်တွေဟာ ိုပိုပြီးလူပြောများလာသလိုရုပ်တံလိုင်းဘက်ကနေလဲပို့ပြီးတော့ထဲထဲဝင်ဝင်စုံစမ်းပြခဲ့ရတယ်။တာခန်းတောင်တက်စခန်းနဲ့အနီးငယ်လူနေရက်ွက်တွေကျောင်းကြီးအထိကိုအကုန်ဖြန့်ကျက်ပြီးအနီးရောင်ကောင်မလေးရဲ့ပုံနဲ့စုံစမ်းခဲ့ကြပေမဲ့ဒီလိုပုံစံနဲ့ကလေးငယ်ကိုဘသူမှမမြင်ဘူးမသိရှိကြဘူးပါဘူး။နောက်ပိုင်းမှာဝါမီသားစုဝင်တဦးဖြစ်တဲ့ကင်မရာရိုက်ကူးသူကိုရိုင်ရဗီဒီယိုဖိုင်အစ်စ်ဟာမိနစ်30ကျော်အထိရှည်လျားတယ်။ဗီဒီယိုတောက်လျှောက်မှာ အနီရောင်ဥဆောင်တဲ့ကောင်မလေးဟာဟိုနားဖြတ်ကနေဒီနားဖြတ်ကနေပါဝင်နေပြီမဲ့အပြင်မှာတော့မျက်စိနဲ့တက်အံ့မတွေ့ခဲ့ရဘူးလို့ကိုရိုင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်။မယုံကြည်တဲ့သူတွေကတော့ဒါအလိညာဇလန်းတစ်ခုလိုပဲဝေဖန်ကြရင်းနဲ့အချိန်လေးကြာလာတော့ဒီကိစ္စကလည်းမင်းမိန်သွားခဲ့ရတယ်။ဒါပေမဲ့ဇက်သိန်းသွားတာတော့မဟုတ်ခဲ့ပါဘူး။2014ခုနှစ်မှာကွာလီယန်နယ်ကိုတောင်တက်ခီးသွားကြတဲ့အုပ်စုကအသက်80ဖွားဟိုတူဦးဟာ အိမ်နာဝင်ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရာနေဇလန်းကပြန်ဆလာခဲ့တယ်။အတူတူအိမ်နာဝင်သွားတဲ့အဖွားအိုကလည်းဘာအရေးရောအတန်ပလန်မှမကြားပဲလူသားပြန်မထွက်လာတော့တာလို့ဖြေကြခဲ့တယ်။ပျောက်ဆုံးသွားတဲ့အဖွားအိုမနေမနာရှာဖွေခဲ့ကြပြီ။ငားရက်မြောက်မှာတော့အရန်ကိုရေစည်းတန်တဲ့ချောင်းရဲ့တစ်ဖက်ချမ်းမှာအဖွားအိုကိုပြန်တွေ့ခဲ့ကြတယ်။ရေစည်းတန်လုံးနဲ့ဒီချောင်းရဲ့တစ်ဖက်ကိုအဖွားကြီးတယောက်ကဘလို့များရောက်သွားရတာလဲဆိုတဲ့အဖြေကမရှိခဲ့ပါဘူး။ အဖွားကလည်းကန်ကြီးလို့သာအသက်မသေးခဲ့ပေမဲ့တောင်တက်အနားယူစခန်းကနေ3ကီလိုလောက်ဝေးနေတဲ့ချောင်းတစ်ဖက်မှာ သူ့ဘလူကနေဘလူရောက်နေလဲဆိုတာမမမိခဲ့ပါဘူး။သူမမိတာကအိမ်သားအထွက်မှာအမီယာဝတ်စုံတဲ့ကလေးမလေးကိုမြင်လိုက်ရတယ်ဆိုတာပါပဲ။ကလေးမလေးကသူ့လက်ကိုဆွဲခေါ်သွားတယ်လို့တိတချက်မတိတချက်နဲ့လိုက်ပါသွားခဲ့ရတယ်ဆိုပြီး ဖြေကြားခဲ့ပါတယ်။ဒီဖြည့်ရပြီးမှတော့လူတွေက1998တုန်းက ဝါမီသားစုရဲ့ခီးစဉ်ဗီဒီယိုမှာနီယောင်ကောင်မလေးတစ်ယောက်ပါဝင်လာတဲ့ဖြစ်ရက်နဲ့ချိတ်ဆက်မိလိုက်ကြတယ်။ရုပ်သံအစီအစဉ်တွေဟာနာမည်ကြီးစိတ်နယ်လွန်ပညာရှင်တွေတရေမုတ်ဆိုးတွေနဲ့အဖြေရှာတင်ဆက်ကြတဲ့အခါမှာတော့ဒီအနီယောင်ဝတ်စုံတဲ့ကောင်မလေးဟာတရေတစီမဟုတ်ပဲမော်ရှန်ကြည်လိုခေါ်တွင်တဲ့ဂန္နာယီလာတောင်နဲ့မိစာဖြစ်အတိမတ်ပြုတ်လိုက်ကြပါတယ်။တောင်စောက်မိစာတွေဟာတရေတစီထက်တကူးကြီးမှပြီးလူသားအသွင်ညာသောအဖြစ် ငယ်ရွယ်အပြစ်ကင်းစင်တဲ့မိမငယ်လေးတွေကလေးငယ်လေးတွေအသွေးဖန်ဆင်းလေးရှိကြတယ်။သူတို့ဟာလူတွေရဲ့အပြစ်ရှိစိတ်ကိုအသုံးချပြီးတော့လူတွေကိုသူတို့ရဲ့ပိုင်နက်တွေတဲ့အထိဆွဲခေါ်ယူဆောင်သွားနိုင်စွမ်းရှိကြတယ်။ယူဆောင်ခံရတဲ့သူအများစုဟာလုံးဝပြန်ရှာမတွေ့ကြတော့တာများပေမဲ့ရှာရှာပါပါလူမြောက်လာတဲ့သူတွေမှာတော့တူညီတဲ့အတွေ့အကြုံရှိနေကြပါတယ်။သူတို့နောက်ဆုံးမှတ်မိတာကအဝိနီယောင်နဲ့ကလေးမလေးတယောက်ဆွဲခေါ်ရအောင် ပါသွားခဲ့တယ်ဆိုတာပါပဲ။မော်ရှန်းကျတောင်ဆောင်မိစာအနီရောင်ကောင်မလေးလို့နာမည်တွေကွဲပြားစွာခေါ်ဝေါ်ကြပေမဲ့လူသားတွေကိုတော်တဲ့အထိဆောင်ယူသွားတတ်တဲ့မိစာတကယ်တရှိနေတယ်လို့ထိုင်ဝမ်လူများကယုံကြည်ထားကြတယ်။အဲ့ဒီလိုထိုင်ဝမ်ဒန်နာယီတခုကိုအခြေခံထားခဲ့တဲ့အမိုက်စားတရေကားတကား2015ခုနှစ်ထိုင်ဝမ်ဟော်ရာလောကမှာရည်ပန်းစားလာခဲ့။ဒါကတော့ဆွေးနီအခုတင်ဆက်ပြီးသွားမယ့်ဇာတ်ကားလေးပါပဲ။